ယခုကတရားဝင်ဖြစ်ပြီးဖြစ်တဲ့ဒေါ်နယ်ထရန့်ကအနောက်အာရှအတွက်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရှိပါတယ်၎င်းကဂါဇာစစ်ပွဲကိုအဆုံးသတ်ရန်ကြီးမားတဲ့အချက်20ပါတဲ့အစီအစဉ်ဖြစ်တဲ့သူကဣဇရဲဝန်ကြီးချုပ်ဘက်ဂျမန်နာဒယာဟုနဲ့တွေ့ဆုံပြီးတဲ့နောက်မင်းညာကကြေညာခဲ့ပါတယ်နာဒယာဟုဟာ White House မှာရှိနေခဲ့ပါတယ်သူကထရန့်ရဲ့အစီအစဉ်ကိုသဘောတူခဲ့တယ်ဟာမတ်စ်ကယခုထိအပြည့်မပေးသေးပါဘူးကမ္ဘာကောင်းဆောင်တွေလည်း ဤသဘောတူညီချက်ကိုကြိုးစွနေကြပါတယ်အာရကဘာကဘေးမှကြည့်ရှုနေကြတယ်ဒါပေမဲ့ထရန်နဲ့ဆက်ဆက်နေတဲ့အရာတွေအားလုံးကဲတော့တင်းငယ်တဲ့အစ်အသေးစိတ်တွေဟာအလွန်ရေးကြီးပါတယ်ဤအစီအစဉ်တွေလည်းအသေးစိတ်များစွာပါရှိပါတယ်အဲဒါကြောင့်ဤအစီအစဉ်ကတကယ်တမ်းမြေတုကိုဂရုပြုထားတယ်လေ၎င်းဟာ အလုပ်ဖြစ်မှာလား၎င်းဟာဂါဇာစစ်ပွဲကိုအဆုံးသတ်မှာလား ငြိမ်းချမ်းရေးသဘောတူညီချက်မှာအချက်20ရှိပါတယ်၎င်းကထွန်းရဲ့အဖက်မှဆီလျားပြီးအသေးစိတ်အစီအစဉ်တစ်ခုဖြစ်တယ်ဒါပေမဲ့အစီအစဉ်ရဲ့ဘူအချက်ကတော့စိတ်ကူးရှိပါတယ်ဂါဇာဟာအကြမ်းဖက်မှုကင်းစင်ပြီးခင်မီတဲ့နေရာတစ်ခုဖြစ်လာမှာဖြစ်ပြီးဒူဘိုင်းရဲ့တိတ်ငယ်တဲ့ version တစ်ခုကဲလို့ဖြစ်လာမှာဖြစ်တယ်၎င်းကိုမီတို့လှုပ်ဆောင်နိုင်မလဲအကယ်၍ကျွန်တော်တို့ကအချက်20ကို short ချပါကအဓိကဂတိကဝ၅ချက်ပဲရှိပါတယ် နံပါတ်၁တိုက်ပွဲတွေကို အပြည့်အဝဆုံးသတ်ရန်စစ်ပွဲကချက်ချင်းရပ်တန့်ရမှာဖြစ်တယ်။အစ္စရေးတပ်ဖွဲ့တွေကဖြည်းဖြည်းချင်းဆုတ်ခွာသွားမှာဖြစ်တယ်။ဟာမတ်စ်ကလည်းနဲ့အားလုံးကိုဆွလုပ်ပြီးဟာမတ်စ်ဘက်ဝင်တွေကလုံငိမ်းချမ်းသာခွင့်ရရှိမှာဖြစ်တယ်။ထွက်ခွာလူသူတွေကဘေးကင်းသောခီးတော်လာခွင့်ရရှိမှာဖြစ်ပြီးဂါဇာဟာဂျာကန်စုံတစ်ခုဖြစ်လာမှာဖြစ်တယ်။ ၎င်းကို ISF နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ဦးခေါ်တဲ့တစုံတရာမှစောက်ကြမှာဖြစ်တယ်။၎င်းကဂါဇာအတွင်းမှာရှိတဲ့တိုက်ပွဲတွေကိုရပ်တန့်ယူလာမှာကပဲစစ်ပွဲကိုယ်တိုင်ကိုအဆုံးသတ်မယ်လို့ဆိုပါတယ်။အာရာနဲ့မွတ်စလင်နိုင်ငံတွေကလည်းဂါဇာမှာလက်နက်တွေကိုဖယ်ရှားရန်ကူညီရန်သဘောတူခဲ့ပြီးအချို့ကရေးသားထားချက်တွေပြပြင်းသဘောတူခဲ့ကြပါတယ်။၎င်းတို့ကဟာမတ်စ်နဲ့အခြားကျမ်းပဲအုပ်စုများရဲ့စစ်ရေးအင်အားကိုလင်းမြန်စွာဖျက်ဆီးမှာဖြစ်တယ်။ ထရန့်က၎င်းတို့ကိုယုံကြည်တယ်လို့ဆိုတယ်သူကဟာမတ်စ်က ESC အစဉ်ကိုလက်ခံလိုပုံရတယ်လို့ကြားသည်ဟုလည်းဆိုတယ်၎င်းကကောင်းမွန်တယ်လို့သူထင်ပါတယ်ဂဒီကူနဗနိအကျဉ်းသားလဲလဲမှုဟာမတ်စ်ဟာဂါဇာဒဇာခံအားလုံးကို လုပေးရမှာဖြစ်တယ်ယခုချိန်မှာဂါဇာမှာအစ္စရေးဒဇာခံလူ20ခန့်ဖမ်းဆီးခံထားရပါတယ်ဟာမတ်စ်ဟာ၎င်းတို့အားလုံးကိုလုပေးရမှာဖြစ်တယ် အစောတင်ဖြစ်အစ္စရေးဟာပါလက်စတိုင်းခြေသား2000ခန့်ကိုလွတ်ပေးမှာဖြစ်တယ်။ဂရိကုနံပါတ်3နိုင်ငံတကာထိန်းချုပ်မှုဂါဇာကိုယာယီအသွင်ကူးပြောင်းခြင်းအစိုးရတစ်ခုမှအုပ်ချုပ်မှာဖြစ်တယ်။နောက်ကနေစဉ်ကိစ္စတွေကိုဆောင်ရွက်မြက်အရသာအုပ်ချုပ်ရေးဖြစ်မှာဖြစ်တယ်။ဤအုပ်ချုပ်မှုကို GITA ဂါဇာနိုင်ငံတကာအသွင်ကူးပြောင်းရေးအာဏာပိုင်လို့ခေါ်တဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှခန့်အပ်မှာဖြစ်တယ်။အမေရိကန်အုပ် ြည်ထောင်စုဟာဒီအဖွဲ့အစည်းကိုတည်ထောင်မှဖြစ်တယ်။ထမ်းကသူကိုယ်တိုင်ဥဆောင်မယ်လို့ဆိုတယ်။ဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့ခေါင်းဆောင်ကတော့ပြည်ထောင်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲဖြစ်ပါတယ်။ထမ်းက၎င်းရဲ့အစည်းအဝေးဟာငြိမ်းချမ်းရေးဘုတ်အဖွဲ့လို့ခေါ်တဲ့နိုင်ငံတကာကြီးကြပ်ရေးအဖွဲ့အစည်းတစ်တခုကိုလည်းဖန်တီးထားပါတယ်။အစ္စရေးအာရဗ်နိုင်ငံတွေနဲ့အခြားနိုင်ငံတွေမှခေါင်းဆောင်တွေကဤအရာကိုလှုပ်ဆောင်ဖို့အတွက်သူ့ကိုတောင်းဆိုခဲ့ပါတယ်။သူကအလို့များနေတော့လဲ။ အရေးကြီးတဲ့အတွက်ကြောင့်ဤအခန်းကဏ္ဍကိုထမ်းဆောင်မယ်လို့ဆိုတဲ့အခြားနိုင်ငံများမှဂုံတူးဆောင်ခေါင်းဆောင်တွေကလည်းပါဝင်မှဖြစ်တဲ့၎င်းတို့အနေနဲ့တူမာတိုနီဘလဲဖြစ်ပါတယ်အခြားများကိုမကြမီကျင်ညာမယ်လို့လည်းပြောတယ်ဂရီကိုနံပါတ်၄စီဘာရီပြန်လဲစတင်ရန်ထ ང་ စစ်ပွဲအဆုံးတတင်တဲ့တပြိုင်နက်ဂါဇာတို့အကူအညီတွေရောက်ရှိလာမယ်လို့ကြေညာပြုထားပါတယ်ဒီအကူအညီဟာထရမ်စီဘာရီပြန်ဖို့မှု အစီအစဉ်တစ်ခုဖြင့်ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်။၎င်းမှာယင်းဤမြို့နယ်မှုများနဲ့အလုပ်ကံနဲ့ခွင့်လန်းများဖန်တီးရန်ဖွံ့ဖြိုးမှု project တွေပါဝင်မှာဖြစ်တဲ့အထူးစီးပွားရေးဇုံတစ်ခုတည်ဆောက်မှာဖြစ်တယ်။ဂရီကုနမကဂါဇာနေထိုင်သူများနဲ့ပါလက်စတိုင်းရဲ့အနာဂတ်အစိုးရမှထွန်းကဂါဇာနေထိုင်သူများကိုဂါဇာအပြင်ဘက်ကိုရွှေ့ပြောင်းဖို့အတွက်ပြောခဲ့တယ်။ဒါပေမဲ့ဤအစီအစဉ်အစ်မှာထိုအရာကိုမပါဝင်တော့ပါဘူး။ အစီအစဉ်ကမြည်သူမြတ်ဂါဇာမအတင်းအကျထွက်ခွာရန်မပြုလုပ်ရလို့ဆိုပါတယ်။အဲ့ဒီအစားဂါဇာနေထိုင်သူတွေကိုဆက်လက်နေထိုင်ရန်နဲ့အခွင့်အလမ်းတစ်တွေကိုအသုံးပြုရန်အားပေးမှာဖြစ်ပါတယ်။ဒီအစီအစဉ်ဟာပါလက်စတိုင်းနဲ့ပတ်သက်၍ဆွေးနွေးထားပါတယ်။၎င်းကအစီအစဉ်အောင်မြင်ပါကပါလက်စတိုင်းနိုင်ငံတစ်ခုအတွက်ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းတစ်ခုဖန်တီးနိုင်တယ်လို့ဆိုတယ်။သို့သောအစ္စရေးက၎င်းကိုလက်ခံပါလား။နာတာယာဟုကဤအစီအစဉ်ကိုထောက်ခံတယ်လို့ဆိုတော့လေသူဟာ တင်းကျသောနယ်နိမိတ်တစ်ခု ရှိပါတယ်ပါလက်စတိုင်းနိုင်ငံမရှိတော့ပါဘူးအစီအစဉ်ဟာအနာဂတ်မှာကိုပိုင်ဆုံးဖြတ်ခွင့်အတွက်တကားကိုဖွင့်ထားတော်လဲနတ်တန်ယာဟုကပါလက်စတိုင်းနိုင်ငံတစ်ခုမဖြစ်လာရဟုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်သူဟာယခုအချိန်မှာအစီအစဉ်ကိုဆက်လက်လိုက်နာနေဆဲဖြစ်တယ်ဒါပေမဲ့ရခိုင်ကနတ်တန်ယာဟုဟာနောက်ဆုံးမိနစ်မှာပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီးညဉ့်ရက်ရဲ့သဘောတူညီချက်တွေကိုဖြည့်ဆည်းစေခဲ့ပါတယ်အဲ့ဒီနောက် ခုကဟာမရှိတယ်ဟာမကယခုထိတရားဝင်ထုတ်ပြန်မှုမပေးသေးပါဘူးအစီအစဉ်ဟာဂါဇာရဲ့အစိုးရမှဟာမအစွတ်မြေကြီးအခန်းကဏ္ဍကိုမဆိုမပေးပါဘူးဟာမစ်ဟာခုခံရေးလှုပ်ရှားမှုတစ်ခုအဖြစ်ဖန်တီးခဲ့ပါတယ်အဲဒါကြောင့်လက်နက်တွေကိုဆွလွတ်ခြင်းဟာ၎င်းတို့အတွက်ဆွဲဆောင်မှုရှိမှာမဟုတ်ပါဘူး၎င်းတို့ကတဘောတူချဲ့ရဲ့အချို့သောအစိပ်ပိုင်းတွေကိုလက်ခံနိုင်ပွဲရှိတော့လဲ၎င်းတို့ရဲ့အဖွဲ့အစည်းကိုလုံးဝဆုံးတရရန်သဘောတူမယ်ဟု ယုံကြည်ဖို့ခက်ခဲပါတယ်။ထရန့်ကဟာမတ်စ်တွေသဘောတူညီချက်ကိုလက်ခံရန်ရက်3ရက်တာမမို့4ရက်ရှိတယ်လို့ဆိုတယ်။လက်မခံပါက၎င်းကအလွန်ဝမ်းနည်းပွဲအဆုံးသတ်သွားလိမ့်မယ်လို့ဆိုတယ်။သူကဒီလိုပြောပါတယ်။ကျွန်တော်ကဟာမတ်စ်ကိုအပြစ်ခံရစေရဲ့ဆိုပြချက်ကိုတုတ်ပြန်ရန်3ရက်တာမမို့4ရက်အချိန်ပေးထားပါတယ်။အာရာနဲ့မွတ်စလင်နိုင်ငံများအားလုံးသဘောတူခဲ့ပြီးဖြစ်တဲ့ အစ္စရေးလဘောတူကဲပြီဖြစ်တဲ့ယခုကျွန်တော်တို့ဟာဟာမတ်ကိုစောက်ဆိုင်နေပါတယ်။၎င်းတို့ဘောမတူပါကအလွန်ဝမ်းနဲ့ဝယ်အဆုံးသတ်လိမ့်မယ်လို့သမရထွန်းကပြောပြောကြားခဲ့ပါတယ်။ကဝတ်တော်မှာခေါင်းဆောင်တွေဟာဤတဘောသူရင်ချက်ကိုချီးကျူးနေကြပါတယ်။အာရခေါင်းဆောင်တွေက၎င်းကိုကြိုးစုခဲ့ကြတယ်။အိန္ဒိယဝန်ကြီးချုပ်နာဒွင်းမိုဒီကလည်း၎င်းကိုကြိုးစုခဲ့တယ်။သူက၎င်းဟာရေရှည်ငြိမ်းချမ်းရေးအတွက်စစ်မှန်တဲ့လမ်းကြောင်းဖြစ်တယ်လို့ဆိုခဲ့တယ်။တတိယအရာ အိန္ဒိယဟာ ISF နိုင်ငံကတည်ငြိမ်ရေတပ်ဖွဲ့ကိုပင်ပါဝင်နိုင်တယ်လို့ဆိုတယ်။အစ္စရေးက၎င်းဟာအိန္ဒိယရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ဆိုခဲ့တယ်။ယခုကကြီးမားတဲ့မေခွန်းကဤသဘောတူညီချက်ကအလုပ်ဖြစ်မှာလား။၎င်းကညီချင်းချင်းကိုအမှန်တကယ်ယူဆောင်လာနိုင်မှာလား။တပ်သမားတွေကမြေပုံများနဲ့အစီအစဉ်တွေကိုရေးဆွဲနိုင်တယ်။ဒါပေမဲ့လက်တွေ့မှာဘုံများဟာဂါဇာမြို့ပေါ်မှာယခုထိကြာရောက်နေဆဲဖြစ်တယ်။ပြေခါရဆက်ရေးအစီအစဉ်ကနှစ်ဖက်စလုံးလိုက်နာမှသာ အလုပ်ဖြစ်မှာဖြစ်တယ်။ထွန်းရက်ဂါဇာစစ်စင်ဟာရဲရင်တယ်သို့သောအနောက်အာရှရဲ့တမိုင်းဟာအလွန်ခက်ခဲပါတယ်။သဘောတူညီချက်တိုင်းဟာစကူပေါ်မှာကောင်းမွန်ပုံပေါ်ပေမဲ့နိုင်ငံရေးနဲ့ရှစ်တန်မှုဟာမကြာခဏပြည့်စည်စေပါတယ်။အီအစစ်စင်ဟာမြို့တော်အဆုံးသတ်မှာကိုစောင့်ကြည့်ကြမှာဖြစ်တယ်။